လူအများစုက အောင်မြင်မှုကိုလိုချင်ကြတယ်။ဒါပေမဲ့အောင်မြင်မှုရဲ့ပြီးသူကပုံစံ blueprint ကိုနားမလည်ကြဘူး။အောင်မြင်မှုဆိုတာမျော်လင့်ချက်တသက်နဲ့တည်ဆောက်လို့မရတဲ့တိုက်တလုံးပဲ။ဒီမှာအဲ့ဒီ blueprint တဲ့အဆင့်၅ဆင့်ကျွန်ုပ်ရဲ့ management career တလျှောက်မှာရည်ရှိတည်တက်နဲ့အောင်မြင်မှုတိုင်းဟာကံကောင်းလို့ဖြစ်လာတာမဟုတ်ပဲစနစ်တကျ တိစောက်ထားတဲ့ project တွေဖြစ်တာကိုပဲတွေ့ရတယ်။ကြာရှုံးမှုအများစုကစ조사မှုအားနည်းလို့မဟုတ်ဘူး။ blueprint မရှိဘဲစတင်တိစောက်လို့ဖြစ်တယ်။တင်မဝရဲ့အမြင့်ဆုံးတိုက်ကိုတိစောက်ဖို့ဒီပြဝစာရဲ့ professional framework ကိုတုံးပါ။ 1. bandai blueprint ကိုအရင်ဆွဲပါ။အုတ်တချက်မတင်ခင်မှာမိသူကပညာရှင်က တိကျတဲ့ blueprint ကို အရင်ဆွဲတယ်။သင်ပန်းတိုင်ကအဲ့ဒီ blueprint ပဲ။ပိုကောင်းတဲ့ဘဝဆိုတာမျိုးကအိမ်မက်ရဝါဝါပဲ။သင် blueprint က crystal clear vision ဖြစ်ရမယ်။နောက်၃ရက်မြင့်မှာဒီ certificate တွေရမယ်။ဒီရာထူးကိုရောက်မယ်။ဒီလစာအတိအကျကို ရရှိမယ်။ဒီလိုတိကျရဲ့ blueprint ကသင်ချက်သမဲ့ဥတ္တချက်ချင်းစီအတွက်လမ်းညွှန်မှုပေးတယ်။နှစ်အတားအဆက် ်မြေနေရာရှင်းလင်းခြင်းနဲ့အန်ဒီရဲ့ခံမှန်းခြင်းခိုင်မောင်မှုမရှိရဲ့မြေပေါ်မှာဘယ်အဆောက်အဦးမှစောက်လို့မရဘူးအကြီးဆုံးအတားဆိုင်တွေကမမြင်ရဘူးတင့်ဆိုင်ထဲမှာမန်တာဒီဘရီးစ်တွေဖြစ်တဲ့ကြောက်စိတ်အချိန်ဆွဲစိတ်ကိုကိုကိုတန်တရားဝင်စိတ်တွေဒါအပြင်ဖင်ပကရစ်တွေဖြစ်တဲ့ဈေးကွက်အပြောင်အလဲပြိုင်ဆိုင်မှုတွေကိုလည်းကြိုးတွက်ရမယ် strategist တယောက်က risk ကိုလေရှုမရှုဘူးသူကိုကာကွယ်မဲ့ခံစစ်ကိုတိဆောက်တယ်၃ဖြူဟာတိစာရေးစီမံကိန်းကို ရေးဆွဲပါ blueprint ကဘာဆောင်ရမလဲပြတယ် strategy ကဘလို့ဆောင်ရမလဲပြတယ်ဒါကသင်ရဲ့ step by step construction plan ပဲ base skill materials တွေကို အရင်စုရမလဲဘယ် network team ကိုအရင်ဖွဲ့စည်းရမလဲ timeline ကဘလောက်လဲ သင့် strategy ကကြီးမားတဲ့ပန်းတိုင်တစ်ခုကိုကင်တွယ်လွတ်လွယ်တဲ့အဆင့် milestone လေးတဲ့အဖြစ်ခွဲခြားပေးတယ်။ဒါကအိမ်မက်ကိုလက်တွေ့ဖြစ်အောင်လုပ်တဲ့တတားပဲ။လေအကောင့်ထည့်ဖို့ချင်းနေ့စဉ်အုတ်တချက်စီပါ။မူမျောအတိုက်ကြီးတစ်ပုံးကိုအုတ်တချက်ချင်းတလွာချင်းတိဆောက်ရတယ်။ till execution ကအဲ့ဒီနေ့စဉ်စကန်တီးရနေ့လိုရတဲ့အလုပ်ပဲ။ဒါကစိတ်အားထက်သန်မှုနဲ့မဆိုင်ဘူး။ မလျှော့သောဇဝက် relentless consistency နဲ့ဆိုင်တယ်။ကဘာအကောင်းဆုံး blueprint လဲအလုပ်လုပ်မဲ့လူ မရှိရင်လကားမယ်။ဒါဟာခံစားချက်နဲ့တိုင်းတာလို့မရပဲတကယ်ပြီးမြောက်တဲ့ရလတ်နဲ့ပဲတိုင်းတာရမယ်အဆင့်ပဲ။အလုပ်အချိန်မှန်မှာ အလုပ်ကိုလုပ်ပါ။ထက်ခါထက်ခါလုပ်ပါ။ငါအပြောင်းအလဲလုပ်ခြင်း။မိုးလေဦးရာအခြေအနေအရအစီအစဉ်ကိုပြင်ဆင်မှာတခါတလေမှာမမျော်လင့်တဲ့မုန်တိုင်း ဝင်လာတတ်တယ်။ဒါမှမဟုတ်ပိုကောင်းတဲ့စောက်လုပ်ရေးပစ္စည်းအတစ်တွေပေါ်လာတတ်တယ်။အဲ့ဒီအခါမှာ project ကိုဆွလွတ်လိုက်တာမဟုတ်ဘူးအစီအစဉ်ကိုလိုက်လျော်ညီတွေ့ပြင်ဆင် adapt လုပ်လိုက်တာဒါက agility ပဲတင်းတုံးကြီးတဲ့ညီလန်းကခုက အလုံးမဖြစ်တော့ဘူးဆိုရင်လမ်းကြောင်းပြောင်းရမယ် blueprint ပန်းနိုင်ကိုပဲဆွဲမဲပြီးတိဆောက်ပုံညီလန်း view ဟာကိုတော့ပြောင်းလဲ ပြင်ဆင်ရှိရမည်။ The Learning Engine ယူနီချင်းကဒီတီဆာယော project တစ်ခုလုံးမှာတုံးရတဲ့ Master 2ပဲ။ယူနီချင်းကတင့်ကိုပိုကောင်းတဲ့ blueprint စွဲတတ်အောင် သင်ပေးတယ်။ပိုနဲ့နဲ့ risk တွေကိုမြင်ကြအောင်လုပ်ပေးတယ်။ပိုထိရောက်တဲ့တီဆောက်ပုံနီးလန်းတွေကိုပြပေးတယ်။နောက်ဆုံးမှာယူနီချင်းကတင့်ကိုစောက်လို့ရေလို့တမဘဝကနေ တင်ဘဝရတလဲပြီးသူကပညာရှင် Chief Architect ထစ်လာအောင်အဆင့်မြင့်တင်ပေးတယ်။ Your makes move တင်ဘဝဆိုတဲ့တိုင်အမြင့်လေးရ blueprint ကိုဒီနေ့စတင်ရေးဆွဲပါ။ပြီးသူကပညာရှင်ကတင့်ကိုယ်တိုင်ပဲ။